။အဲဒီကားလေးဘယ်လိုလဲ။ငါတပည့်ဒေဂန်နိကတရဏဂုံတရိယရဲ့လား။ကောင်းအောင်တို့ရောက်ပါလားဆိုတော့ဟိုကအားဆရာတော့ဆရာတော့ဒီတိကျနတ်ပြည်ရောက်နေပါပြီ။ဘယ်ရောက်နေပြီလဲတော့။အဲ့လိုဆရာတို့ရဟာမင်းလည်းပြောတယ်ငါလည်းမကန်နိုင်ပါဘူး။မင်းထောက်ထားဘယ်လိုကြည့်ဖြစ်ပါလဲ။ထောက်ထားရုပ်နှစ်ခုရတာပါလေ။တရားတရားတန်ခါတရဏဂုံသုံးပါးကြောင့်အခုအဘိလေးပါးကလွတ်တဲ့ ပါတာကြတဲ့အကြောင်းရုပ်ခဲ့ပြီးတို့တော့ဒီမိသားထဲမှာလူငယ်တွေအများကြီးပါဘုရင်ရောခဲ့တဲ့တာတကကနှစ်ပေါင်း2540ရှစ်နှစ်ကြာခဲ့ပြီးဘုရားတက်တဲ့အခါဆိုတော့သူ့ဘက်လူငယ်များကဘိုးတော်ကတော့ဟုတ်ပါပေါ့ဖရာရှင်ရှိတဲ့အချိန်မို့လို့အခုလိုနေဆရာစုခင်မှာတော့ဖရာတရားတန်ခါကြောင့်လက်ပြီးရောက်နေဟုတ်နေပါမလားလို့လူငယ်များအနေနဲ့ဒါစောရကတက်ရှင်တက်လာနေတဲ့အကြောင်းလူငယ်များအတွက်သီးသန့်ဟုတ်နေဆရာစုခင်မှာဖရာတရားတန်ခါကြောင့်လက်ပြီးရောက်ခဲ့တဲ့ တက်ကြည်ကြည်တရားကြောင့်နားထောင်ကြရအောင်ဒီကြောင့်အကျေသိကျင်ရင်တော့ဘုရားတို့တောင်တန်းဆရာတော်ဘုရားကြီးရဲ့ပင်ကြီးတင်တဲ့ဆိုတဲ့စာအုပ်ထဲမှာဖတ်ဖို့ဘုရင်တာ ချမ်းမြေတာဘွားနေနေပေါ့နော်အဲ့စာတော့ဖတ်ကြပါလို့ပြောနေဘုရင်အချင်းလေးပြောမှာဆရာတော်ချင်းပြင်းနေခန်းနေတော်မှာတရေသောတဲ့အချိန်မှာစာလေးပြဆောင်ရောက်လာစာထဲမှာဗာရိတ်တယ်ဆိုတော့ဆရာတော်ဘုရားတပည့်တော်မျိုးကိုတက်ကြည်လှကြည့်လို့ခေါ်ပါတယ်ဗျာတပည့်တော်ကိုသက်40နဲ့9နှစ်ပဲရှိပါပြီ အခုတော့ဒီလိုတက်ကလည်းဆေးပင်ဆင်ယူခဲ့ပါပြီခင်ဗျာဒီလိုနှပြယောဂါကိုရှိလို့ဒီလိုအနေနဲ့တိရတဲ့ခြင်းအစပြီးတော့တက်တဲ့နေကြရတော့အာဟုသူမှန်တယ်များအကုန်လုပ်ခဲ့ရပါတယ်ခင်ဗျာတက်လိုက်ဖြတ်လိုက်တောက်လိုက်စားလိုက်ဒီမှာကုသိုလ်ဆိုတာဘာမှမရှိပါဘူးဒါကြောင့်ဒီချိန်မှာတပြီတော့သိရင်အေကံမှုစအပင်ငယ်ကြအောင်ပါခင်ဗျာဒါကြောင့်တပြီတော့အပင်ငယ်ရကြမှာကြောက်လာပါတယ်ဒါကြောင့်ဆရာတော်ရှိရရှင်းပြနေခန္တင်တောင်းကိုလာပြီးတော့ ဆရာတော်နဲ့နေဦးခင်ပြုပါဆရာတော်ကိုပြည့်စုံခွင့်ပေးပါတပည့်တော်ကိုအလွယ်ကူဆုံးအပင်မကြတဲ့နေလေးများလဲချင်းမြန်ပါဆိုတဲ့စာလေးရောက်လာတယ်ဆရာတော်ပြားကြီးကလည်းပဲလာပါလို့ခွင့်ပြုတဲ့စာလေးပြန်လိုက်တော့အဲ့တက်ကြီးလာချီရောက်လာတယ်ဘာမှဆရာတော်ကအကောင်းဆုံးအပင်မကြတဲ့ကုသိုလ်ဖြစ်တရဏဂုံကိုသင်ပေးတယ်ပါသင်ပေးလဲတရဏဂုံသုံးပါသင်ပေးမင်းနောင်လာချီမင်းအဲ့တရဏဂုံသုံးပါမင်းဆွဲမြင်ရအောင် ဲတော့မင်းမိတ်နေကိုကုံပြောမယ်ကွာမင်းသေကံလေးတွေမမိတ်နေအဲ့တရဏကုံနဲ့တရားမင်းအိကံဘုန်းကြီးအဘယ်ကံပြေးလိမ့်မယ်ဆိုပြီးတော့ဆရာအဲ့ဒါကိုအိကံထံသင်ပေးတယ်ပေါ့ဘုရားတရားတန်ရဲ့တကူအာနိသင်နဲ့အကုန်ပေါ့ညနောက်တရားမြေတားတို့အာနာပါနကုံပါပါတယ်တရဏကုံအတိကသူကကြီးမှပါတိုင်းလိုက်တာဟုတ်တနေ့ကနေ့လောက်ရှိတော့တရဏကုံတကယ်မြဲသွားတယ်သွားလဲတရဏကုံစားတယ်တရဏကုံနောက်ဆုံးအိမ်မက်မယ်တော့တရဏကုံသုံးပါမယ်မဲ့ဘုရားတပည့်တွေယုံကြည်တယ်ဆရာတော်တပည့်တွေယုံကြည်ပြီဘုရားဘုရားတဲ့တန်ခါတွေကဆုံးမြတ်သွားပါပြီ ဲ့တော့ဒီတော့ကလေးညို့ပြန်ပြီးတော့စီးပွားရှောင်းမှာပြန်ဒီတော့ခွင့်ပြုပါဆိုပြန်သွားတကယ်တော့ပြည်တယ်တော့သူဟာဆရာတော်ကလာပြီးတော့တင်းနေတဲ့နဲ့တက်တယ်လို့ပါပဲအဲဆရာတော်ကြီးကပြန်လာပြီးတော့လာပိုင်းမကြားတယ်တန်ကျိုးစာတဆောင်ဆရာတော်ကြီးရောက်လာတယ်တက်ကြီးလှရှိရုပ်တရက်နတ်သားယောဂါကိုခုနတည်းရောက်ပြီးတော့ဆုံးသွားပြီဆိုတဲ့သတင်းပေါ့ရောက်လာပြောဆရာတော်ကြီးကဟာငါတို့ပြီးတော့ဆုံးရပြီငါပြောတဲ့တဲ့သူတရဏဂုံကတရိယာရေလာမသေးဘူး ဟုတ်လားနတ်ပြည်မှာရောက်ရလားမသိဘူးငါစုံစမ်းအောင်မှတရားလို့ရတဲ့နောက်နဲ့ကြီးချတယ်အကလေးညိုတိုက်ရတယ်ဒီကျမကတော့အတူတူပဲမချပြီးပါပြေသာပြီးပါဘုလားရှိတဲတဲ့အိမ်ကအိမ်မရှင်းရဲ့သားနဲ့တက်ကြီးလိုက်ကျသူကအသက်တွေရောတူမိတ်ဆွေတွေဆိုတော့သူ့ကိုမေးတယ်ဟေ့ဒီကလေးဘယ်လိုလဲငါတပည့်ဒီကံနိဒရဏဂုံတရိယာရဲ့လားကောင်းတော့တကွရောက်ပါလားဆိုတော့ဟိုကအားကျတော့ကျတော့ဒီပြည်ကနတ်ပြည်ရောက်နေပါပြီတဲ့ ဘယ်ရောက်နေပြီလဲတို့အဲ့လိုဆရာတို့ကြီးကဟာမင်းအလုပ်လုပ်တာငါလည်းမကန်နိုင်ပါဘူးမင်းထောက်ထားဘယ်လိုကြည့်ကြည့်ပါလဲဗျာထောက်ထားတယ်ကနှစ်ခုရထားပါလေပရမတ်ကဆရာတော်တပည့်ဟာတပည့်တော်ရဲ့လက်ထက်မှာသိတာပါတို့ငါးပြားတွေယောဂမိုးတွေထားတော့တပည့်တော်ကိုယ်တိုင်ကလေးစိတ်ရောဝန်သွားတင်ပေးရတယ်ဒါပေမဲ့ညွန်သွားပြီဗျာမနိုင်တော့ဒါကြောင့်ငါးပြားဘိုးတွေကထလာလိုက် မျက်တူလည်းမေးတလိသွားတယ်တတိလည်းသွားတယ်တခါနည်းနည်းတက်တိုင်းပြန်တတိလဲလာတယ်တတိလဲလာတာ ਨੇ ဘောဓတရဏံကိသာမိဓမ္မတရဏံကိသာမိကာဏံကိသာမိတရုံသုံးမှာဆောက်တယ်ကြပါးဆရာတို့မမေ့ပါဘူးတခါငါပြဖို့လေးပြန်ထလာလိုက်မျက်တူလည်းတတိလည်းသွားလိုက်တတိရလည်းတရဏံကိုဆောက်ပြရမမေ့ဘူးအဲ့ဒါနောက်ဆုံးလည်းဆရာတော်တဲ့သူယုံနိုင်ချုပ်တဲ့အချိန်ဒီတရဏံကိုဆောက်တည်ရင်ပဲယုံနိုင်မှာချုပ်ပြီးတော့သိဆုံးပါပါတဲ့ဒီတော့ ဲ့တော့ဒီကြီးဟာတိတ်ဆုံးအချိန်တိတ်ဆုံးတဲ့အချိန်ကြီးတရံတော့မမိတ်မတော့ပါဘူးခင်ဗျာဒါနံပါတ်၄ချက်နံပါတ်၄ချက်ကတော့အဲ့ဒီဆုံးပြီးတဲ့ညမှာပဲတပည့်တော်ညီလေးကိုတက်ကြီးလက်ရှိဟာနော်တောက်တော့ကံအဝတ်စားတွေနဲ့သူ့ဝိမာန်ကြီးပါပြပြီးတော့ပြန်ကြည့်တော့ငါတော့ဆရာတော်ကြီးတို့ကြောင့်တရံကုန်တော့မှတရိယာနဲ့လို့ပေါင်းများကလေးဆွေးမြေးကလေးနဲ့ပြရောက်ခဲ့ပြီမိတို့လည်းတဏှာတို့မှဆွေးမြေးကြငှက်ဆရာတော်ကိုလည်းပဲ နာကောင်းတဲ့ဥပဒေယောက်ျားကိုလျှောက်ထားပေးကြဆိုပြီးတော့အိတ်မဲ့လာပေးပါလေ။ဒါကြောင့်ဆရာတော်တပည့်ဟာနောက်တော့ဒီယောက်ျောင်းပေးကြပါတယ်ဗျာလို့ယောက်ျားမဆရာကြီးလည်းကျေနပ်သွားပါတယ်။ဒီတော့ဒကာတော်မတို့ကတိလို့ဟုတ်လားသူများတဲ့တက်ပြပြတောက်စားမှုရည်ပြီးတော့အာဟုတို့တွေကိုနှစ်ပေါင်းများစွာလှုပ်ခဲ့တဲ့ပုဂ္ဂိုလ်လည်းပဲတဏ္ဍကုံတုံးမှဆွေးမြဲတဲ့အခါမှာအဘယ်တကံအဘယ်ကူလာနောက်ရတော့ဒီမရောက်ဘူးလားရောက်တယ်